အခု2025ခုနှစ်မတ်လ28ရက်အင်အားဖြင့်ငလျင်ကြီးလောက်ခဲ့ပြီးမှအဲရေးပေါ်အသက်ကြီးဖို့ရန်အတွက်ကိုစစ်ဆေးပေးရမယ့် laboratory test တွေအကြောင်းဆရာမတို့ထပ်ပြီးတော့ပြောပြဖို့လိုလာပါပြီ။ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့တဘာဝဘီယက်နေ natural disaster တွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကုသရောဂါလိုမျိုးလူတအူးကနေတအူးကို အဲအလွယ်တကူကူးဆက်ပြန့်နှံ့တာအလွယ်တကူဆိုတဲ့ညမှာကျွန်တော်တို့အရင်တော့အထက်ကိုစားလို့ရှင်ပို့ပြီးတော့ပြန့်နှံ့တာပြန့်နှံ့စေတဲ့အကြောင်းရင်းလည်းကျွန်မအရှိပိုင်းကငလျင်တန်နဲ့ပြည်သူ့ကျန်းမာရေးပြဿနာများဆိုရယ်လက်ချာနှစ်တူတခြားကျွန်မတို့ငလျင်နောက်ဆက်တွေကျန်းမာရေးပြဿနာလက်ဆက် series ပါပို့ချခဲ့ပြီးဖြစ်တယ်ဒါကြောင့်ကျွန်မတို့ဒိုင်းနဲ့ပတ်သက်ပြီးတော့ခါကြတော့အဲစစ်ဆေးဖို့ရန်အတွက် laboratory test တွေ emergency laboratory test တွေပေါ့ဒါတွေကျွန်မတို့ကဥစားပေးပြီးတော့အဲစစ်ဆေးဖို့ရန်အတွက်ကိုစဉ်းစားနိုင်အောင်လို့ကျွန်မတို့ဆက်လက်ပြီးတော့ပို့ချပေးမယ့်အနေအထားတွေဖြစ်လာတယ်ပြီးတော့ ဆရာမတို့ရှိပိုင်းတော့ cholera လို့မျိုးဒါဝမ်းပြက်ဝမ်းလျှော်ရောဂါအောင်မှာကာလဝမ်းရောဂါပေါ့နော် outbreak ပုံစံဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးစစ်ဆေးလို့ရတယ်လဲဆိုတာကိုရှိပိုင်းနေပြောပြခဲ့ပြီဖြစ်တယ်ဆိုပေမဲ့အခုခါမှာတော့ emergency တကယ်ကိုပဲ outbreak ပုံစံမျိုးမိမိတို့နေတာဒေတာပေါ့နော်ဘယ်လွဲပါစီဖဲပါစီမဖြစ်ပါစီနဲ့ပြောဆရာမဆူတောင်းနေတော့ပေမဲ့လည်းဖြစ်လာနိုင်ကြီးရှိရနေထားရတိတ်များနေဒါကြောင့်ကျွန်မတို့က outbreak ဖြစ်တဲ့နေရာပိုင်းကိုပဲအမြန်ဆန်းယောဂါရှာဖွေနိုင်အောင်လို့ရေကုန်ကြားစိတ်နည်းနည်းနဲ့ ဆရာလူနာအသက်ကိုကယ်နိုင်အောင်ဒီအဲ laboratory test တွေ laboratory diagnosis တွေပေးနိုင်အောင်ဆရာတို့ဆက်လက်ပြီးတော့ပို့ချပြီးဖို့ရှိလာပြီးတော့ဒါကြောင့်ဆရာတို့ဒါလေးကိုပြင်ဆင်ရခြင်းဖြစ်ပါတယ်အဲ့တော့ emergency laboratory test menu အဲတက်တက်ဆရာတို့ထပ်ပြီးတော့ခါကြတော့ဒီနှစ်2025မှာ revise လုပ်ထားပါတယ် SOP လည်းဆရာတို့ထွက်ထားပါပြီအဲ့တော့ SOP ကိုလည်းလေ့လာပါအဲ့တော့ SOP ကတော့အရင်ကြီးတွေ့ရမှာဟုတ်ဘူးကျွန်တော်တို့ပုံမှန်အတိုင်းဒီ community ရဲ့ lab ပြီး mini lab ပြီးမှာလောက်ဆောင်နေကြအတိုင်း laboratory test တွေကိုပုံမှန်တိုင်းလုပ်သွားရင်အဆင်ပြေရရတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲအချိန်နဲ့ပေါ့နော်နောက်တစ်ခါကျတော့ work flow နဲ့မိမိတို့ရဲ့ laboratory မှာရှိတဲ့ laboratory supervisor မိမိတို့တကယ်လို့ senior ရှိမယ်ဆိုလို့ရှိရင် senior နဲ့တွဲပြီးလုပ်ရမယ်ဆိုလို့ရှိရင် senior နဲ့ဘယ်လိုချိန်ဆက်မလဲ junior နဲ့ဘယ်လိုချိန်ဆက်မလဲတကယ်လို့မိမိ data မှာ labor mini lab မှာမိမိတယောက်တည်းပဲဆိုလို့ရှိရင်လည်းပဲဘယ်လိုလုပ်ရမလဲဆိုတဲ့အနေထားရင်လည်းပြသက်ပြီးကျွန်တော်တို့အဲတိကျစနစ်တကျလေးလုပ်နိုင်အောင်ပြီးတော့ပြပြထားလေးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းတိကျဖတ်ပါအခု lecture series ကိုလည်းဆက်လက်ပြီးတော့လေ့လာပါဒီတိုင်း ်လုပ်ကြည့်လို့ရပါတယ်အရင်လွယ်ပါတယ်ယူရိုကိုယ်တိုင်ကိုယ့်ကိုလုပ်လို့ရပြီးတော့ခါကြတော့အဲ HL laboratory step ဒီအနေနဲ့အခက်အခဲမရှိဘဲနဲ့စစ်ဆေးနိုင်ပြီးတော့အဖြေထုတ်နိုင်တဲ့ data မျိုးတွေဖြစ်တယ်ဆိုတာကျွန်မအဲနားလည်ထားပြီးဖြစ်တယ်ပေါ့။ဘာလို့လဲဆိုတော့ကျွန်မရှေ့ပိုင်းကတောက်လျှောက်ပို့ချခဲ့တဲ့သင်ခန်းစာတွေကိုအဲတင်တင်တလောက်ဂျင်းရက်တင်တလောက်ဂျင်းရက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ lecture series ကိုဆက်လက်ပြီးပို့ချရခြင်းဟာအားလုံးအတွက်ကိုခက်ခဲ မဲ့အာမျိုးမဟုတ်ဘူးလက်တွေ့ကြကြကျွန်မတို့ဒါဖြည့်ရှင်းဖို့ရန်အတွက်ကိုဒီလိုမျိုးကျွန်မတို့စီစဉ်ပေးရနေဖြစ်တယ်ဆိုတော့အလုံးနားလည်ထားစီစဉ်ပါတယ်အဲဘာတွေပါမလဲဆိုတော့ emergency lab test menu အပြင်ကို laboratory test procedure နောက် fine တွေပေါ့သုံးစံအတိုင်းသူရဲ့ interpretation ကိုကျွန်တော်တို့အဲဘယ်လိုလုပ်မလဲပေါ့နော်အဲ positive negative လားဒါမှမဟုတ်ရှင်လဲ reactive non reactive လားဒါမှမဟုတ်ရှင်လဲပဲအကောင်ဆိုလို့ရှင်လဲပဲ modality ကိုကြည့်တာပေါ့နော်လှုပ်ရှားမှုကိုကြည့်တာသူရှင်မှုတိုင်းလားနန်းမှုတိုင်းလား present လား absent လားအဲဒီလောက်ကိုကျွန်တော်တို့ကမြင်းမြန်ဆန်ဆန်မှတ်မှတ်ကန်ကန်နဲ့ emergency test အနေနဲ့ကျွန်တော်စစ်ဆေးပေးနိုင်လို့ရှင်ရပြီဘာလို့ဆိုတော့လူအများကြီး လာမယ်ပေါ့နော် case အများကြီးလာပုံမှန်အားဖြင့်ကျွန်တော်တို့တပတ်မှာတစ်ခါလောက်တော့မဆင်ရတဲ့ဟာတစ်လမှာတစ်ခါလောက်တော့မဆင်ရတဲ့ဟာကအဲတနေ့တစ်ချိန်တည်းမှာပဲ14900ပေါ့နော်လွဲပါစီဖြစ်ပါစီဖြစ်နိုင်မယ်ဆိုလို့ရှင်အဲ့လိုမျိုးကြီးလာနိုင်တခြားကျွန်တော်တို့ကခက်မြန်မြန်ခက်သွဲသွဲနဲ့စစ်စေးနိုင်အောင်ကိုရေကအဲလေ့ကျင့်ထားဖို့တော့လိုအပ်တယ်ပေါ့နော် ပြီးတော့ကျွန်တော်တို့ pit for အဖြစ်နိုင်တဲ့ပြဿနာတွေရှိတယ်အဲ့တော့စစ်ဆေးတာနဲ့စစ်ဆေးတာကတော့ဟုတ်တယ်ဒါပေမဲ့တခြားတစ်ဖက်မှာလည်းပဲဒီစစ်ဆေးမှုရဲ့အဲ drawback တွေရှိရယ်အားနည်းချက်တွေရှိရယ် laboratory test ကကောင်းနေမြန်နေမှန်နေဆိုပေမဲ့လို့လည်းမှားနေတဲ့နေထားတွေရှိရယ်လွဲနေတဲ့နေထားတွေရှိအဲ့တော့အဲ့ဒါလေးတွေကျွန်တော်တို့ကနည်းနည်းလေးတော့သိထားဖို့ဆိုတော့ကျွန်တော်က pit for လေးလည်းထည့်ပြထားပါတယ် pit for ဆိုတာတကယ်ကတော့ twin ကိုပြောတာပေါ့နော် ပြောရမယ်ဆိုရင်ခြေရင်းပေါ့ အဲကျမတို့မစင်ညစ်ကြေးသွားတဲ့အတွင်းပေါ့နော်အခက်မတင်လို့ရှိရင်ကျမတို့လမ်းလျှောက်ရေးပါညာရင်အဲတဲကိုကြာနိုင်နေဆိုတဲ့အနေအထားမျိုးလို့ယူဆထားပြီးတော့ခါကြတော့မဖြစ်အောင်တော့လုပ်တာပဲဒါပေမဲ့လည်းဖြစ်တိုင်းနေအနေအထားရှိတဲ့အတွက်ကြောင့်ကျမတို့အဲ့ဒါတွေဘယ်လိုမျိုးရှောင်ခွင်းမလဲဆိုတာကိုလည်းပဲဆက်လက်ပြီးကျမတို့ပြပြပေးမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ infectious disease ပေါ့နော်ကူးစက်ရောဂါအနေနဲ့ဆိုလို့ရှိရင်အသားပေးပြီးတော့ကျွန်တော်တို့ချက်ဆီးပြီးဟိုလူတာကတော့ vibrio cholera ဖြစ်ပါတယ်အဲ့ရုပ်တရက်ဝမ်းမြောက်ဝမ်းလျှောမယ်ပေါ့ရုပ်တရက်ဆိုတာဘလောက်ကိုရုပ်တရက်လဲဆိုတော့ဒီရောဂါပိုးဝင်ပြီးတော့နိုင်ပိုင်းကနေပြီးတော့ဒီ9ရက်လောက်ထိကိုအဲရောဂါပြိုတဲ့အချိန်ကြာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီကာလအတွင်းမှာရုပ်တရက် acute watery diarrhea ပေါ့နော်ဆန်စည်းကြီးခဲ့သလိုအဲ ရေရေဝမ်းသွားပြီဆိုလို့ရှိရင်ဆရာမတို့ဗီဒီယိုကိုလူလောက်စစ်ဖို့အတွက်တကယ်လို့တန်ရရရှိရဆိုရင်စစ်ရတယ်ပေါ့နော်အဲ့တော့ acute watery diarrhea ရဲ့အတိပေးရေနောက်တစ်ခါကျသူ့ရဲ့ပုံပေါ့နော်ဒီ watery diarrhea တကယ်သွားပြီဆိုလို့ရှိရင်စံစည်းရေကဲတော့ဝမ်းဆိုတာဘယ်လိုပုံစံပြည်လဲဆရာမပြပြလေးဖြစ်သွားတယ်အဲ့တော့ cholera လက်စမှာကျဉ်ညက်နေမှာဆိုလို့ရှိရင်ဒါကအရင်ခက်ခက်ကြီးဖြစ်မှမဖြစ်ပါဘူးနောက်ကျွန်မတို့ရှေ့ကပြောခဲ့ပြီးတဲ့ diphtheria ပေါ့နော် diphtheria ပေါ့အဲဒါစုံစုံနာသူကကျတော့ကျွန်မတို့ဘေးကယူရလဲဆိုတော့ throat sweat ပေါ့နော်လေကြောင့် ကနေပြီးတိုးဘက်ကိုနမူနာယူရတယ်ပြီးတော့ခါကျတော့ကျွန်တော်တို့တခြားအနာရင်းနဲ့အနာအသားပုတ်တာဖြစ်စီရဲ gas canary ဖြစ်စီရဲဒီတခြားအဲ bacteria ပေါ့နော် clostridium perfringens ရှိမယ်ဒါကကျွန်တော်အစာဆိတ်တင်ပေါ့နော်ရုပ်တရက်အစာဆိတ်တင်စီရဲ food poisoning ဖြစ်စီရဲပေါ့နော်အစာတွေကနေပြီးတော့ကပ်ပြီးပါလိုက် staphylococcus aureus ရှိမယ်ဒါကကျွန်တော်တို့ပြင်းထန်အုံနောက်ရောင်နဲ့ပြဿနာဖြစ်စီရဲ meningitis ဖြစ်စီရဲအဲ immobilis influenzae အကောင်လေးပဲကျွန်တော်တို့ဆရာဝန်ကြီးရတဲ့ကို CSF ဆံပြမှာဘယ်လိုရှာအောင်လဲဆိုတော့လည်းပဲထပ်မံပြီးတော့ ဟိုကျွန်မတို့ emergency laboratory test အနေနဲ့စစ်ဆေးပေးဖို့ရန်အတွက်ကိုဒါပို့ချပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့က point of care test သင်ခန်းစာဒီထဲမှာအာအရှိပိုင်းတော့ကျွန်မတို့ laboratory staff တင်တဲ့တော့မှာပို့ချခဲ့ပြီးသားတွေမှာ ဲနည်းနည်းလေးပဲပြောခဲ့တယ်ပေါ့နော် level lateral flow test တွေပေါ့အဓိကဆရာမပြောခဲ့တာဘာလို့ဆိုတော့ကျမတို့က transfusion မှာကျတော့အဲ့ဒီ point of care test တွေကိုအဓိကထားပြီးတော့ကြည့်ရတာဟုတ်အဲဒါပေမဲ့နောက်ပိုင်းကျတော့ကျမတို့ကဒီ point of care test တွေသုံးတဲ့အခါမှာ C C နဲ့ C နဲ့ GAN နဲ့ပေါ့နော် C GAN သတ်မှတ်ချက်တွေနဲ့သုံးရတယ်ဆိုတော့နားလည်ဖို့အတွက်အတွက်ကိုကျမတို့ထပ်ပြီးတော့ principle ရရှင်းပြရဲအဲမှာအားလုံးလေးခုပေါ့နော် point of care test နဲ့ပတ်သက်တဲ့ C GAN သတ်မှတ်ချက်များသင်ခန်းစာတွေထဲမှာလေးခုရှိရဲအဲထဲမှာကျမတို့ essential test menu ဆိုတာလေးပဲပါတယ်။ဆင်းဆင်းဆိုတာကျမတို့မရှိမဖြစ်ပေါ့နော်မသိမဖြစ်စစ်ဆေးပေးရမယ် laboratory test menu ညိုကြွားရှိတယ်ဆိုတော့အဲ့ဒါကြီးထဲမှာပြန်ပြီးတော့ဟာကြာလေ့လာမယ်ဆိုလို့ရှိရင်တော့အသေးစိတ်လေးပို့ပြီးတော့လေ့လာဟိုဘာဖြစ်မှာပေါ့နော်အဲ့အဲ့ဒါကတော့ဆီမှာ emergency ရဲ့လို့မဟုတ်ပဲね laboratory test အာနေနေဆိုလို့ရှိရင်အနည်းဆုံးတော့ဒီလောက်ကတော့ရှိနေတယ်ဆိုပေမဲ့ဆီမှာ WHO ကနေပြီးတော့သတ်မှတ်ထားတာဖြစ်တယ်ပေါ့နော် အဲ့ဒါကျွန်တော်တို့ WHO ကသတ်မှတ်ထားရည် essentialness menu EDA လို့တူအားပြေခေါ်ရဲသူကအုပ်စုအားဖြင့်100ကျော်ပေါ့နော်122ခုအဲဒီမှာမှကျွန်တော်စစ်ဆေးမှုအများဆုံး testing နေရ point of care testing ကိုဒါထည့်တင်လာတဲ့အတွက်ကြောင့်မလို့အဲ့လိုစစ်ဆေးနိုင်ရမယ်စစ်ဆေးဖို့နိုင်ဖို့အတွက်လည်းလိုအပ်တယ်အဲလှုပ်လဲလှုပ်တဲ့နဲ့ပစ္စည်းတစ်စရာလည်းထားတဲ့နဲ့လို့ကျွန်မတို့ပြောခဲ့တာလေးရှိတယ်အဲ့ဒီမှာကျွန်တော် HLF ကနေပြီးတော့တင် जा ပို့ချပေးတယ်တင် जा နေစနစ်တည်းရယ်ဒါတကယ်လည်းပဲ အားလုံးလက်တွေ့ကိုနိုင်လုတ်တက်ကြပြီးသားဖြစ်တဲ့တက်စီဆိုလို့ရှင်ကျွန်မကတော့အဲဒီ color အပြာလေးနေထားရပါဘောနော်ကျွန်မတို့ HL level ကိုစားပြွေးနေနေအဲ့တော့ antigen testing လို့ serology လို့နောက် coagulation test ဒါလေးတွေရပါတယ်ပေါ့လေဒါနမူနာတခြား slide ဒီမှာလည်းကျွန်မထည့်ထားတာရှိသေးတယ်နောက်ထပ် တက်ပြီးတော့တိဖို့လိုတဲ့ဟာတွေကကျွန်တော်အဝါရ highlight လေးပြထားရပါတော့ serology ကတက်ပြီးတော့ပို့ချကြရလေးရှိသေးတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့နောက်ပိုင်း clinical chemistry နဲ့တွဲမှတ်ပြီးတော့ hormone တွေနဲ့တွဲမှတ်ပြီးတော့ဆစေးပေးဖို့ရလိုတဲ့ဒီ hcg hormone ပေါ့ဒါရရှိမယ် lipid panel ရှိမယ် lipid ကတော့ကျွန်တော် lecture series ပြောခဲ့ပြီးသားတော့ရှိတယ်အဲ့ဒါကြောင့် black gas ကကျွန်တော်တို့ အစ်တထိုက်ပြီးတော့တင်ပေးမှရှိရနောက်ကျတော့ A1C ပြောပြီးသားရှိတယ်။နောက် KCN ကအစ်တပြောမှာပေါ့နော်။အခု emergency test menu ထဲမှာဆိုလို့ရှိရင် antigen testing တွေပါ၊ serology ပါမယ်။တခါကျမတို့ blood gas တွေလည်းပါအောင်မယ်။တခါကျမတို့ KCN ပေါ့နော်။ KCN လည်းပဲ emergency testing မှာပါတဲ့အတွက်ကြောင့်မလို့အခု HLAB test menu မှာလည်းပဲတချို့ဒီတွေကအဲဒီ essential EDL ပေါ့နော်။ EDL တွေကတချို့ test တွေကိုကျမတို့ select ပြီးတော့ထည့်သွင်းပြီးတော့ဆွေးနွေးဖို့ရှာပြီးတော့ဖြစ်ပါတယ်။မကတ်ဘူး။နောက်မိမိတို့ရင်းမြစ်နေတယ်ပဲကျမတို့လုပ်လို့ရတဲ့ဟာတွေရှိတယ်။မရှိလည်းပဲကျမတို့ကရှိတဲ့နေရာမှာအသုံးချလို့ရအောင် င်လို့ရှိတဲ့နေရာကလူတွေအတွက်ကိုရည်ရွယ်ပြောခါကြတော့ပို့ချပြရည်ဖြစ်တယ်ဆိုတော့အားလုံးနားလည်ပြီးဖို့လိုအပ်ပါတယ်